တရုတ်ကုမ္ပဏီတွေဒုက္ခရောက်နေပါတယ်။ဘာကြောင့်လဲ။ဒီထက်ပိုပြီးတော့စိုးနေတာ။ကဘာပတ်အမေရိကန်မီနန်နာ stock option crypto အင်ချမ်းမြေစီးပွားရေးပညာရှင် channel ကကျူးစွာပါတယ်။ဘယ်နေရာကြည့်နေလဲ။ကိုမအမရေးထားတာပါ။因为这一个税金的问题，我今天要跟所有的业务部开会呀，不要不要心慌啊。 စိတ်မပူပါနဲ့ဒါအခွန်ကိစ္စပြဿနာပဲဒီနေ့ department meeting ခေါ်နေပါပြီးတော့စစောကတထေးမကြီးကပြောတာပါတယ်တရုတ်ပြည်ရဲ့ company ဘဲ company ရဲ့ Yiwu Yiwu ဆိုတဲ့ company ကเนาะတရုတ်ပြည်မှာထိတ်ဆုံးတုံးမှုထဲမှာ company ပါပါတယ် USA ကို90%အားကိုးနေရတဲ့ company ဖြစ်ပါတယ်ဘာ company မျိုးလဲဘာကြောင့်အဲ့လောက်ထိ USA ကိုအားကိုးနေရတယ်ဆက်ပြီးကြည့်မယ် 百分之三十四之后是已经超出我们的一个想象了，涨到一百二十五之后呢，客户啊他已经终止发货，还是一个观望期。啊 များသွားတယ်များသွားတော့ customer တွေကစောင့်ကြည့်နေဘယ်လိုမျိုးအခြေအနေမျိုးဖြစ်မလဲသူအခုစောင့်ကြည့်နေတဲ့ဘက်မှာရှိပါတယ်စိတ်ဝင်စားစရာကောင်းလာပြီဇာတ်လမ်းကောင်းလာပြီเนาะပလေးတက်ရတော့တရုတ်နဲ့ USA trade war ဖြစ်တဲ့နေရာမှာဘယ်နိုင်ငံကိုအားပေးပါလဲလဲကိုမအမရေးထားတယ်ပါ哦，六月份亚马逊大促，那也就是我们五月份可能还还有一一波出出货。 你们看到的所有的货，以及我们整个一万五千平的仓库的货啊，基本上百分之九十都是发往美国的。我们受关。အမဂျွန်လာမှာ promotion ရှိ promotion ကိုညာလာတော့မယ်เนาะ Amazon ကမလို့ပဲ company မလို့အဲ့ဒါမေးလာကြရောရှစ်မှတ်ပြန်ပြီးတက်မယ်လို့သူကပြောနေကြတယ်ရှစ်မှတ်ဆိုဒီသူတို့စီးပွားရေးပေါ့เนาะ PC ရေးပို့ရဟာအခုဆိုရင် tariff war စဖြစ်တာ ਨੇ 七千 fifty 八十加完都十万，然后单独那家，免了免了，在泰国加娃娃嘞。减少百分之五十的货量，这两天会回升到，也会少百分之十这样子。我们之前生产好的货，以及已经成型的订单，跨境平台已经创好的链接，不得不发货。那客户现在就只能把这所有的货先发出去。 50%ကျသွားတယ်အခုတော့10%ကျတယ်စာရင်ဖြစ်ဖြစ်ချင်းဆိုလူရဲအောက်ကြောက် ပြီးရက်တယ်ရက်တော့50%ကျပါထပ်ဝတော့ကျပါပြီးတော့အခုကတော့နည်းနည်းပြန်ပြီးတော့တက်လာပြီ10%ကျပါတယ် e-commerce company တွေเนาะ online shopping တွေပေါ့ရောင်းတဲ့ပစ္စည်းက customer ရဲ့ဝယ်ပြီးဝယ်ရဆိုမဖြစ်မနေ ship လုပ်ရတော့เนาะအဲ့ရောမဖြစ်မနေပစ္စည်းတွေ ship လုပ်ရတယ်သူ ship လုပ်နေတယ်เนาะနောက်ပိုင်း order တွေကြောင့်ဘယ်လိုဖြစ်မလဲဆိုတော့ဆက်ပြီးကြည့်ကြမယ် 速度非常的快，我们已经反应不过来了。我们现在补税率有多高？我们所有的都是双清包税的。我们第一波加税的话，我们实质性损失是七百到八百万，因为第一。特別是延邊那邊交的，那他們 respond 都不情願，不願的交。都講你啊不論你哪來的什麼，哎，講你啊啥時候報的 customer letter 的，空給咱阿老黨委用的。 တာဝန်ယူရတဲ့အတွက်ကြောင့်သူစရချင်းဆိုဘယ်လောက်ထိပတ်သက်ရှုံးသွားတယ်လို့7 to 8 million yuan ရှုံးသွားပါတယ်เนาะပထမဆုံး theme ပထမဆုံးတစ်ခါတော့7 to 8 million yuan ရှုံးသွားပါတယ်ဟာပလိတ္တရာဘယ်လိုသဘောရပါလဲလဲဒီလိုမျိုးစီးပွားရေးလုပ်နေတဲ့ပလိတ္တရင်ရှိမှန်းလားတရုတ်ကုမ္ပဏီဘယ်လောက်ထိထိခိုက်နေပြီထင်မှန်းလဲလဲကိုမောင်မှရေးထားပါ 我的客户他是无法接受我们再去找他补收的。第二波损失，我们的亏损其实在五到六百万之间。货量越多，大家谁干的越多，谁亏的就越多、嗯。那能自？刚才客户讲了 five to six million 销的，那哎呦 five to six million 销的时候，把他们做的好的都记得。five to six million，把他们做的好 seven to eight million，哎呦 t h i r t e n million 要销两包。 好吧，你做打听，明明天远了，小娃买嘞，然后明天播，比如四百六六的，明天播，比如小的，反正可能啊高了就涨，然后三比几买。时间，货量越多，大家谁干的越多，谁亏的就越多。那能支持一点的，支持一下呗。欢迎老板娘，你好、啊。希望我们美县的同胞们，过一个月两个月，我们还能依然。 这个笑容灿烂，我们现在已经按照高关税的价格报给客户了，等于是牺牲了他自己的利润。最后这个涨的关税，就还是以消费者来承担。不他妈，说实话不是，然后大厅里面把叫小马对的，把叫是多啊，可嘛啥时候单位医院就讲，有不得批到啊，高木里不是小马，不过棉花米啊，都孬得了，然后说可得了，太对他，太对他哦。 customer တွေကနောက်ဆုံးပေးရမှာเนาะ seller ရောင်းတဲ့လူတွေရတဲ့အမျက်ဝယ်ကိုအနစ်နာခံရမယ်ဒါပေမဲ့ချိန်နေရလာတော့နောက်ဆုံးမှာ customer တွေဝယ်တဲ့သူပြောရမယ်အမေရိကန်ကဝယ်တဲ့သူကပေးရတာမယ်เนาะစရချင်းဆိုခံရတာစီးပွားရေးတမန်ထုံးစံမယ်เนาะစရချင်းတော့အခုအစဆုံးတာဝန်ယူမယ်အခုနဲ့အကုန်ပေးမယ်ဆိုအခုကရုပ်တဲ့တက်တော့တရုတ်ပြည်ကကုမ္ပဏီထိပါနောက်ပိုင်းကျတော့သူ policy ပြောင်းနိုင်အေးဒီ tariff ဖြစ်တဲ့ကြောင့်အေး tariff ကပါထည့်ပြီးတွက်မယ်တွက်မယ်နော်ရောင်းတဲ့လူကရှုံးတယ်ဆိုရင်ရှုံးတာကိုခဏလေးပဲခံခံမယ်လေအကြိုက်ခံမှာမဟုတ်အဲ့တော့နောက်ဆုံးဘယ်သူပေးရမလဲဆိုတော့အမေရိကန်ဝယ်တဲ့လူတွေအာ consumer တွေစားသုံးသူတွေပဲပေးရမှာမာပြည်တည်ရောတော့အမေရိကန်မှာတရုတ်ပစ္စည်းဝယ်နေရင်ဘယ်ပစ္စည်းရဲ့ဈေးတက်နေပြီထင်ပါလဲကိုမအမရေးထားတယ်မာ 平台，我们的卖家啊，这个涨了，他在他的售卖价上面调整这个单价。我们还有一些吸引呐 t e a m 啊 t k 呀，这。不错，谁在多少岁？啊，高了就叫穿嘛，高了哎，对工的。哎哟，看那嘟嘟呗，然后养了努力啊的，变比较谁等人家，谁等人嘛叫做等，别谁等对嘞，有了些工的呀。 တရုတ်စီကမှာပြီးတော့တင်သွင်းရတယ်အဲ့တော့သူကတင်သွင်းကြယ်ဆိုရင်မလုပ်ရမှာအခုမျိုးရပေးရမယ်အခုမျိုးပေးရတော့အဲ့တော့တဆင့်ပြန်ပြီးတော့အမေရိကန်ကုမ္ပဏီပြန်ရောက်မှာဆိုရင်နောက်ဆုံးအမေရိကန်စားတုတ်တူလက်ထက်ရောက်တဲ့အခါကျရင်အခုမှာပါပြီး နော်တခါလဲရောင်းမှာပဲမြက်မှာဟုတ်နှုတ်မို့ဆိုအမေရိကန်ကုမ္ပဏီပြိမ့်မယ်အဲ့ကုမ္ပဏီကအလုပ်သမားရဲ့အလုပ်ဖြုတ်ရမယ်မခံနိုင်တဲ့ကုမ္ပဏီကပြုတ်မှာပေါ့အမေရိကန်ကုမ္ပဏီကပြုတ်မယ်တရုတ်ပြည်ကကုမ္ပဏီကပြုတ်မယ်အားလုံးကပြုတ်ကြရမယ်ဒီလိုထွက်ဝေါဖြစ်ရခါကျရင်ဘယ်သူမှနိုင်လဲဆိုတော့မရှိဘူးပလိတက်ရတော့ဘယ်ကုမ္ပဏီအပြုတ်များမယ်ထင်ပါနဲ့တရုတ်ကုမ္ပဏီအပြုတ်များမယ်ထင်ပါလားအမေရိကန်ကုမ္ပဏီရဲ့အပြုတ်များမယ်ထင်ပါလားကိုမအမှရေးတာပါအခုတတိထားမှာတရုတ်ပြည်ကသူ့ကုမ္ပဏီတွေကို support လုပ်မယ်ဆိုရင်ရောဟေးကိစ္စမရှိဘူးဒီ trade war ခန္ဓာအောင်ဆိုပြီးတော့အတိုးမဲ့ပတ်စံချီးယူရတယ်တခုလောက်လာမဆိုရင်ရောဒီကုမ္ပဏီကနေပို့ပြီးကြကြခံခံနေမယ်အမေရိကန်ကုမ္ပဏီရအဲ့လိုလုပ်မယ်လို့ထင်ပါနေလားအာကုမ္ပဏီအောက်မှာကြီးလာမှာမလို့ဆိုရင်ရောအမေရိကန်ကုမ္ပဏီကပို့ပြုတ်မှုကိန်းပို့များတယ်နော်အာသူ့ e-commerce တွေဘယ်ကုမ္ပဏီရောက်ရှိန်းလို့ရောက်တယ်တီမူးရဲ့ရောက်တယ်တစ်တော့ရဲ့ရောက်တယ်နော်တိတ်တော့ပစ္စည်းတွေရောက်တယ်ဟာရှိအဲ့ဒါမျိုးသူက logistics ပို့ပေးတာဒီရှိန်းလို့တီမူးကနာမည်ကြီးတာပဲခုနောက်မှာနာမည်ကြီးတာတေယော e-commerce ကုမ္ပဏီ အာအဲ့ဒါအဲ့ပစ္စည်းရရောင်းတယ်ရောင်းလာဟို तू ကကူညီပြီးတော့ပို့ပေးရတဲ့ company ပေါ့နော်ဒီ company ကဟို तू logistic company ထောင်ချင်းမထောင်လားတက်တက် outsource လုပ်တယ်နိနော်တချို့ company Amazon လောက်ပဲ logistic तू ကတဖြည်းစထောင်လာပြီအစားဟို Amazon ပဲစခဲ့ဟို logistic ကိုတာဝန်ယူအောင်မဟုတ်ဘူးတခြား company outsource လုပ်ပါအဲ့ဒီသဘောမျိုးမှာဒီ e-commerce company တွေကလည်း online shopping လုပ်မှာဆိုတရော့ရော့တာဝန်ယူရမယ်ဒီလို e-woo ဆိုတဲ့ company က 拿了，一般拉是现在 two thousand twenty five，然后比亚迪、比亚迪啊，然后杜瓦大卫、Uber，这没拿到。你看我们今天这地方的货基本上都装空了，像 O A、Costco 啊、美申啊都有，哎，今天到的还挺齐。其实我们在该怎么干还是怎么干，无非就是可能，哎，我们的这个货量没有以前的那么多，但是我们无法接受的就是未来的不确定性。 我们如果说美线完全脱钩的话，澳线、欧洲啊、南美洲、拉美洲。我这边弄的呢，大概呢呢呢话币，毛呢话币啊，都这边他妈的，那么看的做呀啦，不正的呀呀，喏，哎，得去得不来，有些呢得用呢啊，那我原来是骗骗不来喏。 သူစီးပွားရေးတမရဲ့အကြောက်ဆုံးအရာအဆိုးဆုံးအရာဘယ်စီးပွားရေးတမဖြစ်ပေမှာအမေရိကန်ပဲဖြစ်တရုတ်ဖြစ်အကြောက်ဆုံးအရာပါမတင်မကြမနေမရေးမရဒီနှစ်တမျိုးနောက်နှစ်တမျိုးအဲ့အရာမျိုးဆိုသူစီးပွားရေးဘလို့မှလုံးမရတော့နော်အဲ့အရာမျိုးကအဆိုးဆုံးပဲအကျိုးမရှိတဲ့ရောက်မှာအာအေး USA ရလုံးဝပြတ်သွားမှာဆိုရင်သူဘယ်ဘယ်နေရာရှိရဲ့ဩစတြေးလျရှိရဲ့ဥရောပရှိရဲ့ပြီးတော့လက်တဲ့အမေရိကန်ဒီမှာရှိရဲ့အဲ့အရာလေးကိုဆက်ပြီးတင်ပို့ဖို့ ူကလုံနေတယ်အခုစပြီး plan နေလုံနေပြီပေါ့ပလင်းတက်ရတော့ဒီတရုတ်ကုမ္ပဏီ strategy ကိုဘယ်လိုသဘောရပါလဲလဲသူအောင်မြင်မှာထင်ပါလားတခြားဘယ်လိုနည်းနဲ့တရုတ်ကုမ္ပဏီအောင်မြင်လုံမယ်လို့ထင်ပါလဲပုံမှန်မှာရေးထားတယ်ပါ一百名销售骨干，然后我们肯定是要到陌生的市场去找一。要，不包要的呀，就都啊，不来呗。 เนาะအယောက်တရာကျော်ကိုတခြားဈေးခွက် တွေကိုရှာဖို့အတွက်เนาะသူ့ရဲ့အယောက်သမားတွေကိုပို့လိုက်ပို့ရမှာမဟုတ်တော့ဘူးအခု USC ရဲ့ lower ပြတ်သွားမှဆိုတခြားနိုင်ငံရှိတယ်နိုင်ငံအသွားပြီးဈေးခွက်ရှာရမှာเนาะအဲ့ဒါကြောင့်အရန်အရန်ကြီးဒီလိုစီးပွားရေးပြတ်တယ်ဆိုတာဘာလို့ဆိုဖြစ်နေတော့ USC မှာ play တက်ရုပ်အလွတ်လုံနေရဆိုရဲကုမ္ပဏီက twin ကုမ္ပဏီကိုအားကိုးရတဲ့ကုမ္ပဏီဆိုရင် twin ကုမ္ပဏီကအရန်စီးကြီးွားမှာဆိုရင်ပြန်ပြီးတော့ ရောင်းဖို့မဖြစ်နိုင်ဘူးဆိုရင်အဲ့ဒီကုမ္ပဏီကအလုံးတမရဲ့အရန် short ချရတော့မယ်နော်အဲ့လိုမျိုးဖြစ်ရမဖြစ်အောင်ကိုယ့်အကူစီးပွားရှာတတ်မှုတော့အရန်အရေးကြီးဘယ်ကုမ္ပဏီကအလုံးလုံးလို့အခုအလုံးရှိနေတဲ့အချိန်ပညာတစ်ခုတင်တာနော်အဲ့လာမှာတကယ်တည်းဖြစ်လာမှာဆိုရင်ဘယ်နိုင်ငံမှာနေနေတော့ဒါပြောပြတာတကယ်တည်းဖြစ်လာမှာဆိုရင်ကိုယ့်မိသားစုဒုက္ခမရပါမလက်ဖြအလုံးပြောင်းသွားမှာဆိုရင်စားစရာပတ်သက်မရှိဘူးဆိုရင်မိသားစုဒုက္ခရောက်အိမ်ဘဝရယ်ဆင်းပြအောင်အဲ့လိုမျိုးအဖြစ်ပဲတော့မှမခံနဲ့เนาะအဲ့ဒါကြောင့် ဒီလိုမျိုးတလာထဲမှာเนาะတနေ့တနိုင်နှစ်နိုင်သုံးနိုင်မှာအလွတ်လွတ်အလွတ်လွတ်ပြီးတော့ဒီလိုမျိုးတလာကို9000ကျော်ပတ်စံရနိုင်တယ်ဆိုရင်ဘာမှစိတ်ပူစမ်းလို့စီးပွားရေးဘာပဲဖြစ်နေဖြစ်နေကုမ္ပဏီဘာပဲဖြစ်နေဖြစ်နေကုမ္ပဏီမှာဆက်ပြီးအလွတ်လွတ်ဒါမနက်တနိုင်နှစ်နိုင်သုံးနိုင်ရေလို့ပတ်တိုင်းလို့ရလဲလို့ရင်းနဲ့ပတ်စံရပြီဆိုရင်အေးကိုကပညာတစ်ဖြည်းတိုးတက်လာ experience များလာပြီဆိုအလုပ်ကြိုက်တဲ့ရှင်ထုတ်ရကိုပိုင်စီးပွားရေးလို့ရတယ်ကဘာလဲပတ်လို့ရတယ် ဆရာလိုမျိုး ACJ cruise လေးတဲ့เนาะကဘာလက်ပတ်ရပါမှစိတ်ပူစရာမလိုဘလောက်ပြုံးကောင်းလဲเนาะအားကြောင့်အရန်အရေးကြီးရဲ့အဲ့ပညာတက်ချေဆိုရင် stock investing call option put options invest option day trading movement store တောက်ရပါလေဆရာစီမှာအောင်မြင်ွားရဲ့ကြောင်းတောင်းကြောင်းတို့အများဆုံးဒီတင်ငန်း၅ခုလို့တစ်နှစ်အတွင်းမှာပြီးအောင်တက်ပါလေတက်ချေရင်လိမ့်နေကို YouTube video ရဲ့ description နဲ့ကိုမအောင်မှာရှိပါတယ်ဗီဒီယိုလေးကို share လုပ်ထားပါ subscribe လုပ်ထားပါ I will see you in the next video bye bye